င်္ဂလာပါခင်ဗျာဒီနေ့ကျန်းစာတွေကတော်တော်လေးအလေးထားရမယ်အခန်းတစ်ခုကိုအတူတူဆန်းစစ်ကြည့်အောင်လားအဲ့ဒါကတော့ရှင်ပေတရုရဲ့ဒုတိယဩဝါဒစာအခန်းကြီးနှစ်ပါပဲဟုတ်ကဲ့မင်္ဂလာပါဒီအခန်းကလေမာရွေနဲ့တွန်တင်းချက်တည်ပေါ့အဲ့ဒီဆရာအတုအယောင်တွေရဲ့အန်တဲရဲ့အဲ့ဒါကိုတော်တော်လေးပင်းပင်းထန်ထန်သတိပေးထားတဲ့အပိုင်းရကျွန်တော်တို့ဒီနေ့အဓိကအားကိုဆွေးနွေးထားမှာကတော့ The Wise Believers အဖွဲ့ကပြုစုထားတဲ့လေ့လာမှုမှတ်စုတွေပါ ဒီမတ်ဆိုတွေကနေပေတရုရဲ့စကားတွေကအခုဒီနေ့ခေတ်ယုံကြည်သူတွေအတွက်ဘလို့တေးပေါ်ရှိနေသေးလဲဘလို့မျိုးထိုးထွင်းသိမြင်မှုပေးနိုင်တယ်လဲအဲ့ဒါတွေကိုနက်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 နေတူးဆော်ကြည့်ကြမယ်ပေါ့ဗျာဆိုတော့ဒီခန်းထဲကအရေးကြီးတဲ့ချက်လက်တွေကိုအတူတူရှင်းရှင်းလင်းလင်းမြင်အောင်ကြိုးစားကြည့်ကြတာပေါ့ဟုတ်ကဲ့မှန်ပါတယ်ဒီရှင်ပေထရုဒုတိယဆောင်အခန်းနှစ်ကလေအချိန်တိုင်းအတွက်တကယ်ကိုအရေးပါတဲ့သတိပေးချက်တွေနေပြနေတာအထူးသဖြင့်အခုလိုမျိုးကောနော် သတင်းအချက်လက်တွေအတွေးခေါ်တွေဘာတာရေးတွန်တင်းချက်တွေအမျိုးစုံဟိုဒီလွေးလွေးကူကူရနေတယ်ကျမတို့ခင်မဆိုရင်လေဘယ်ဟာကအမန်ဘယ်ဟာကအမားဘယ်ဟာကတိဆောက်မှုပေးပြီးဘယ်ဟာကဖျက်ဆီးတတ်တယ်လဲဆိုတာကို ခွဲခြားသိမြင်နိုင်စွမ်းကအင်မတန်မှအရေးကြီးလာပါတယ် The wise believers ရဲ့လေလာချက်တီကလည်းဒီအခန်းကိုခင့်နိုင်ပြီးဘလို့နားလေရမလဲဆိုရွှေထောင်ကနေအများကြီးအလင်းပြထားတာတွေ့ရတယ်။ဆိုတော့ အဲ့ဒီခွဲခြားတည်မြဲနိုင်စွမ်းကိုဘယ်လိုပြုစုပြောထောင်မလဲဆိုတာဒီအခန်းကနေသင်ယူနိုင်တာပေါ့စိတ်ဝင်စားစရာပဲအခန်းစားအခန်းငယ်တေမှာပဲကြည့်လေပေတရိုကရှိဣသရေလလူတွေထဲမှာပရောဖက်အတုတွေရှိခဲ့တယ်လို့ပဲအခုယုံကြည်သူအတိုင်းဝိုင်းထဲမှာလည်းဆရာအတုတွေပေါ်လာနေမယ်လို့တဲ့တဲ့ကြီးတတိပေးထားတာသူတို့ကပျက်စီးစေသောအယူမှားမှုများကိုရိုးရိုးခွာစွာတွင်းလာမယ်ဒါမှမဟုတ်ပရိရဲ့တုံးပြီးမှာ နောက်ဆုံးမှာသူတို့ကိုအသေးခံပြီးရွေးဝယ်ခဲ့တဲ့သခင်ယေရှုကိုတော့ညှင်းပယ်တဲ့အသည့်ဖြစ်လာမယ်ဆိုတာကတော်တော်လေးပြင်းထန်တဲ့ဆွဆွဲချက်ပဲနော်အဲ့ဒီယိုယိုဟောဟာတွင်းလာခြင်းဆိုတာကဘယ်လိုမျိုးလဲဟုတ်တယ်ဟုတ်တယ်အဲ့ဒါကတကယ်အရေးကြီးတဲ့အချက်ပါ The wise believers ကလည်းဒီအချက်ကိုအလေးပေးထားတယ်။သူတို့ရဲ့သွန်သင်ချက်တွေကလည်းအစပိုင်းမှာတော့ထင်ထင်ရှားရှားကြီးမားနေတယ်လို့မထင်ရဘူး။အမှန်တရားတချို့နဲ့ရောထားတာမျိုးဒါမှမဟုတ်တမာတရားရဲ့အစိပ်ပိုင်းတစ်ခုကိုပဲအစွန်းရောက်အလေးပေးပြီးတော့တခြားအရေးကြီးတဲ့အပိုင်းတွေကိုလစ်လျို့ရှုတာမျိုးအဲ့လိုဖြစ်နေတယ်။အဓိကအချက်ကတော့သူတို့ရဲ့ရည်ရွယ်ချက်ပဲ။အခန်းငယ်၃မှာပြောထားသလိုလေသူတို့ကလောဘစိတ်နဲ့လှုပ်ရှားကြပြီးတော့ တီထွင်ထားသောစကားများကိုတုံးတယ် fabricated words ပေါ့အဲ့ဒါတွေနဲ့ယုံကြည်သူတွေကိုကွန်ပျူစီးလို့သဘောထားပြီးအမျက်ထုတ်မယ် make merchandise of you တဲ့ဟုတ်တယ်ဆိုလိုတာကသူတို့ရဲ့တွင်တင်မှုနောက်ခွဲမှာလေကိုရိုးစည်းဝါးရှာလို့တဲ့စိတ်ငွေချေးတတ်မှတ်မှုဒါမှမဟုတ်တခြားလောကီအကျိုးအမျက်ဒီပါနေတက်တယ်ဆိုတဲ့ဘောဒါပေမဲ့လေသူတို့ရဲ့အပြစ်ဒဏ်ကအေးပျော်မနေဘူးတဲ့သူတို့ရဲ့ပျက်စီးခြင်းကနောက်နေမှမဟုတ်ဘူးတော့ပေထရိုကအခိုင်အမာပြောထားတယ် သူတို့ရဲ့လက်ဖြားမှုတွေကခဏနာအောင်မြင်ပုံပေါက်နိုင်ခြင်းနဲ့ဖျားတခင်ရဲ့တရားစင်ခြင်းကတေချာပေါက်ရောက်လာမယ်အဲ့ဒါကိုယုံကြည်သူတွေစိတ်ချနိုင်တယ်လို့ဆိုလိုတာပေါ့လीဒီတရားစင်ခြင်းရဲ့တေချာမှုအဲ့ဒါကိုပေတရုကဘလို့တက်တည်ပြတယ်လေဆိုတော့အခန့်ငယ်၄ကနေ၁၀အထိမှာတမိုင်းတွေကနမူနာကြီး၃ခုကိုထုတ်ပြထားတယ်ဒါတွေကတော်တော်အားကောင်းတဲ့ဥပမာတွေပဲနံပါတ်၁အပြစ်ကျူးလွန်ခဲ့တဲ့ကောင်းငယ်တမိုင်းတွေကိုတောင်းဖျားခြင်းကချမ်းသာမပေးဘူးငြိမ်းရမှာချုံနောင်ထားတယ်နံပါတ်၂ ရှေးလောကဟောင်းတစ်ခုလုံးလိုရေလွှမ်းမှုပြီးဖြစ်ရှိခဲ့တယ်။ဒါပေမဲ့ဖြုံးမချင်တရားကိုဟောပြောတဲ့နှောင်းရင်နဲ့သူမိသားစုကိုတော့ကယ်တင်ခဲ့တယ်။နံပါတ်1တောရုံနဲ့ကောမော်တော်မြို့တွေကိုပြားဖြစ်အောင်ဖြစ်စည်းပစ်လိုက်တယ်။နော်လာနော်သားတွေတတိပိစရာနမူနာဖြစ်ထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲအတမလူတွေရဲ့လောလိတဲ့အချင်းကြောင့်စိတ်စည်းရဲ့နေရတဲ့ဖြောင်းမထူလော်တော်ကိုတော့ကယ်ထုတ်ခဲ့ပြန်ရော။ဒီဥပမာတွေကနေဘာကိုအဓိကသိစေချင်တာလဲခင်ဗျာ။อืมဒီနမူနာတွေကလေအလွန်အရေးပါတဲ့သင်ခန်းစာနှစ်ခုကိုပေးနေတယ်။ The Wise Believers ရဲ့လေ့လာမှုကလည်းဒီအချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ပထမချက်ကဖျားရခင်ဟာအတင်းနဲ့မတရားမှုကိုလစ်လူရှိမှမဟုတ်ဘူး။အချိန်တန်ရင်တိတိကျကျတေးသေးချာချာတရားစီရင်လိမ့်မယ်ဆိုတာပဲ။စဉ်းစားကြည့်လေ။ကောင်းငင်တမန်တွေကိုတောင်းချမ်းသာမပေးဘူးဆိုရင်လူသားပြည်တဲ့ဆီယာအတူတွေကစီရင်ချင်းရင်လေဘလို့လွတ်မြောက်နိုင်မှာလဲ။ဟုတ်ကဲ့။ဒုတိယအချက်ပို့ပြီးတော့အားရှိစရာကောင်းတဲ့အချက်ကတော့လေဖျားရခင်ဟာဖြောင့်မတ်သူတွေကို ဘလို့အချင်းနေမျိုးကနေမစို့ကက်တင်နိုင်စွမ်းရှိတယ်ဆိုတာပဲ no a နဲ့ lotta ကိုကက်တင်ခဲ့တာကတက်တယ်ပဲလေမှန်ပါလေဒါကြောင့်မာရွင်းနဲ့တွန်တန်ချက်တွေချောင်းမှာတမတရားကိုစုတ်ကင်ပြီးရက်တည်နေရဲ့ယုံကြည်သူတွေဟာဖျားရခင်ရဲ့ကွယ်ကံဆုံးရှုံးမှုကိုစိတ်ချနိုင်နေနောက်ဆုံးမှာကက်တင်ခံရလိမ့်မယ်ဆိုတဲ့အားပေးမှုဖြစ်စေတာပေါ့ဆိုလိုဒီဥပမာတွေကဖျားရခင်ရဲ့တရားမြတ်တမှုရောကက်တင်နိုင်စွမ်းရောနှစ်ခုလုံးကိုပြနေတာဟုတ်ပြီဒါဆိုဘယ်မှာကိုင်းကဆရာအတူဒီပေါ်လာမယ် သူတို့ရဲ့ရည်ရွယ်ချက်နဲ့အကျင့်မာကိုပြောတယ်။ဒုတိယပိုင်းကဘုရားသခင်ရဲ့စီရင်ခြင်းနဲ့ကေတင်ခြင်းတေချာကြောင်းတမိုင်းနဲ့သက်သေပြတယ်။အခုအခန်းငယ်10နောက်ပိုင်းကနေအစုံအထိကဒီဆရာအတုတွေရဲ့ဆရိုက်လက္ခဏာကိုပို့ပြီးတော့အသေးစိတ်ဖော်ပြထားတာတွေ့ရတယ်ဗျာ။သူတို့ကရဲတင်းနေတယ်။ကိုယ့်အလိုကိုလိုက်တယ်တဲ့။မတုံမလို့ဖုံးချီသော သူတို့ကိုကဲရဲဝမ်းတယ်လို့ဆိုတယ်။ ဒီဖုံးကြီးသောသူမြဆိုတာဘသူတွေကိုရည်ညွှန်းတာဖြစ်နိုင်မလဲခင်ဗျာอืมဒီညမှာတော့ကျမ်းမြညာရှင်နေကြတဲ့မှာအမြင်မျိုးမျိုးရှိကြပြီမဲ့ပေါ့နော်ကောင်းခင်တမန်နေကောင်းတဲ့သူရောဆိုးတဲ့သူရောဒါမှမဟုတ်ဖျားသခင်ရဲ့အခွင့်အာဏာကိုကိုးစားပြုတဲ့သူတွေကိုရည်ညွှန်းတာဖြစ်နိုင်ခြင်းများတဲ့ The wise believers ကထောက်ပြတယ်လို့ပဲအဓိကအချက်ကတော့ဒီဆရာအတူရဲ့ဟာဘလို့မြင့်မြတ်တဲ့အခွင့်အာဏာမျိုးကိုမှလေးစားမှုမရှိဘူးမကြောက်မယုံစောကားပြောက်ဆိုရဲကြတဲ့ သူတို့ကအသိညာမဲ့တဲ့သရိစံနေလို့ပဲဖန်စီတက်ဖြတ်ဖို့မွေးလာတဲ့တတဝါတွေလို့ကိုမတိနားမလဲတဲ့အရာတွေကိုကဲ့ရဲ့ပြောဆိုရင်းနဲ့နောက်ဆုံးမှာဖြစ်စည်းချင်းကိုရောက်ကြလိမ့်မယ်လို့ဗေဒီရုကဒေါက်တာဖြူမြင့်ထန်ထန်ပြောထားတယ်။ဟုတ်ကဲ့ဒါကသူတို့ရဲ့ဝိညာဉ်ကြီးကအသိဉာဏ်ကင်းမဲ့မှုရဲ့ဖြစ်စည်းချင်းကိုရှေးရှုနေတဲ့လမ်းကြောင်းရံကိုဖော်ပြတာပါပဲ။ဟာပြုံမွေးရင်ဆိုတဲ့စကားလုံးတွေက တော်တော်လေးယုံလုံးပေါ်တယ်ပြီးတော့ဘာလမ်ရဲ့လမ်းစဉ်ကိုလိုက်တယ်လို့လည်းပြောထားတယ်။ဘာလမ်ဆိုတာဘာတူလဲဗျာ။သူ့ရဲ့လမ်းစဉ်ကဘာကိုဆိုးလို့ရလဲ။ ဘာလမ်းဆိုတာကတမောင်းချမ်းတဲ့က property ရောပေါ့။ तू อ่ะဖျားသခင်ရဲ့စကားကိုတီးတယ်။ဒီပေမဲ့ Loki အချိုးအမြတ်ပိတ်ဆံပေါ့လေ။အဲ့ဒါအတွက်ဣတရီလာလူမျိုးတွေကိုချိန်ဆဲဖို့စ조사ခဲ့လေ။အဲ့ဒါမအောင်မြင်တဲ့အခါမှာတော့ဣတရီလာအမျိုးသားတွေကမီဒီယာအမျိုးသမီးတွေနဲ့မာယွင်းကကိုးဝေမှုတွေ၊ကာမဂုဏ်ဖောက်ပြန်မှုတွေကျူးလွန်အောင်သွေးဆောင်ဖို့အကြံပေးခဲ့ပြန်ရော။အော်တ냥ဘာလန်ရဲ့လမ်းစဉ်ဆိုတာကလေဘာသာရေးအသိပညာကိုကိုကျူးအတွက်အလွဲသုံးစားလုပ်တာ ငွေကြေးတက်မှတ်တာတခြားသူတွေကိုအဖြစ်ထဲကြရောက်အောင်သွေးဆောင်တာအဲ့ဒါတွေကိုကိုကြားပြူတယ်။ဒီဆရာသူတွေကလည်းအလားတူပဲမတရားတဲ့အခအထွတ်ကျင့်နှက်ပျော်ရွှင်ကြတယ်လို့ဆိုထားတယ်။သူတို့ရဲ့မျက်စိတွေကအိမ်ထောင်ကြီးဖောက်ပြမှုနဲ့ပြည့်နေပြီးအဖြစ်လောက်ဖို့မရက်တတ်နိုင်ဘူးတဲ့။မခိုင်မြဲသေးတဲ့သူတွေကိုမျိုးဆွဲတယ်၊လောဘကြီးဖို့လေ့ကျင့်ထားတဲ့နှလုံးသားရှိတယ်လို့အခိုင်အငယ်ဆက်လက်မှအသေးစိတ်ဖော်ပြထားတာ။ဒီအချက်ကျေကသူတို့ရဲ့အသွင်းစိတ်သဘောထားနဲ့အကျဉ်းစာရိတ်သက်ကိုရှင်းရှင်းလင်းလင်းပြနေတာပဲ။ နောက်တစ်ချက်အရန်စိတ်ဝင်စားဖို့ကောင်းတာကအခန်းငယ်19မှာသူတို့ကတခြားသူတွေကိုလွတ်လပ်ခြင်းကိုဂတိပေးတယ်တဲ့။ဒါပေမဲ့သူတို့ကိုယ်တိုင်ကကျတော့ဖြတ်စည်းခြင်းရဲ့ကျွန်းတွေဖြစ်နေတယ်ဆိုတဲ့အချက်ပဲ။ဒါကဘယ်လိုလွတ်လပ်ခြင်းမျိုးကိုဆိုလိုတာလဲ။တကယ်ခရိယာလွတ်လပ်ခြင်းနဲ့ဘယ်လိုကွာခြားနေရလဲခင်ဗျ။အဲ့ဒါကအင်မတန်လမ်းစားရတဲ့အချက်ပဲ။ The wise believers ကလည်းဒီပေါ်မှာအများကြီးအလင်းပြထားတယ်။ဆရာအတူတွေပေးတဲ့လွတ်လပ်ခြင်းဆိုတာကလည်း အော်ဘုရားသခင်ကချစ်ချင်းမေတ္တာနဲ့ပြည့်စုံတယ်ကျေးဇူးတော်လည်းကြီးမားတယ်ဒါကြောင့်ကိုကြိုက်သလိုအသက်ရှင်လို့ရတယ်အပြစ်လို့လည်းဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောမျိုးပဲဒါကပင်ကျက်တရားရဲ့တင့်ကျက်မှုကနေလွတ်မြောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာကိုခန္ဓာရဲ့တတ်မှတ်မှုတွေကိုလိုက်လျှောက်ဖို့လိုင်စံပေးလိုက်တာနဲ့တူညီရဖို့อืมๆဒါမဲ့စစ်မှန်တဲ့ခရိယန်လွတ်လပ်ခြင်းကအေးလို့မဟုတ်ဘူးလေ ဂလာတိ53မှာပြောထားတာလိုပဲကျွန်တို့တို့ဟာလွတ်လပ်ခြင်းတော့ခေါ်ထားခြင်းခံရရတယ်။ဒါပေမဲ့အဲ့ဒီလွတ်လပ်ခြင်းကိုကိုယ်ခန္ဓာအလိုလိုက်ဖို့အခွင့်အရေးအထက်အသုံးမပြုရဘူး။စစ်မှန်တဲ့လွတ်လပ်ခြင်းဆိုတာအိပ်ပြေကျွန်းပေါ်ကနေလွတ်မြောက်တယ်။ပြီးတော့ဖျားတဲ့ခြင်းကိုချစ်ခြင်းအဖြစ်အစေခံနိုင်တဲ့ဖြောင့်မခြင်းကိုကျွန်းတုံးနိုင်တဲ့လွတ်လပ်မှုဖြစ်တယ်။ ဆိုတော့ဆရာအတုတွေကလွတ်လပ်ခြင်းနမတက်ပြီးအိပ်ပြထဲကိုပြန်ဆွဲခေါ်နေခြင်းမှာသူတို့ကိုယ်တိုင်ကအိပ်ပြရဲ့ဆေးခိုင်းမှုအောင်မှာပျက်စီးခြင်းစီဥတည်နေတဲ့ကျွန်းတွေဖြစ်နေကြတာကိုပေထရုကထောက်ပြတာပါဟုတ်ကဲ့ဒါပြန်သူတို့အဓိကပစ်မှာထားလာကဘလို့လူစားမျိုးလဲဆိုတာကိုလည်းအခန်းငယ်ဆက်ရှိမှာပြောထားသေးတယ်မာယွန်းစွာအသက်ရှင်သူတွေစီကန်းနေမကြတိခင်မှာလွတ်မြောက်လာတဲ့သူတွေတဲ့အဲ့ဒီလိုလူတွေကို ကြီးကျယ်ခန်းနာပေမဲ့အနစ်မရှိတဲ့စကားတွေနဲ့ပြီးတော့ဇာတိပကတိရဲ့တတ်မှတ်မှုလော်လီတဲ့အချက်အနေနဲ့ပြန်ပြီးတွေးဆောင်တယ်လို့ဆိုရဲတကယ်ကိုအန်ဒီရဲ့များတဲ့နီပြူဟာပဲဟုတ်ပါပြီယုံကြည်ခြင်းအားနေတဲ့သူအခြေမခံသေးသူတွေကိုလမ်းမှန်ပေါ်ကနေပြန်ဆွဲချဖို့ကြိုးစားတာပေါ့ဟုတ်ပါပြီဒါကြောင့်လဲပီထရုကဒီလောက်ပြင်းပြင်းထန်ထန်သတိပေးနေရတာပေါ့နောက်ဆုံးအခန်းငယ်20ကနေ22မှာတော့လေအဆုံးသက်သတိပေးချက်ကအရင်ကတောင်ပိုပြင်းထန်လာတယ် ခွေးကကိုအံဖက်ကိုပြန်စားတယ်ဆေးကြောပြီးသားဝက်ကရွှင်ထဲမှာပြန်လူးတယ်ဆိုတဲ့ရှေးစကားပုံတွေကိုကိုးကားတယ်ပြီးတော့တမာတရားကိုတိပြီးမှ လောကရဲ့ညဉ့်ညွတ်မှုတွေကနေလွတ်မြောက်ပြီးမှနောက်တစ်ခါအဲ့ဒီအရာတွေထဲမှာပြန်ပါဝင်ကြော့မိသွားသူတွေအခြေအနေကအစကမတိခင်ကအခြေအနေထက်တောင်ပိုဆိုးသွားမယ်လို့ပြောထားတယ်။ဟိုးတော်တော်ကြောက်စရာကောင်းတယ် ဟုတ်တယ် The wise believers ကဒီအချက်ကိုဘလို့ရှင်းပြသလဲဆိုတော့လီတာဟာကေတင်ချင်းဆိုးရှုံးနိုင်ချီကိုတိုက်ရိုက်ပြောတာဟုတ်ချင်မဟုတ်မယ်ဒါပေမဲ့အလင်းတရားကိုရရှိပြီးမှတမင်တကားညင်းပယ်ပြီးအမောင်တဲပြင်ဝင်သွားသူဟာအလင်းကိုလုံးဝမမြင်ဘူးသူထဲပို့ပြီးတာဝန်ခံရမှာဖြစ်တယ်လို့သူ့ရဲ့နှလုံးသားကပို့ပြီးခိုက်မာသွားနိုင်တဲ့အန်ဒီကိုမိမောင်းထိုးပြတာဖြစ်နိုင်လေလို့ဆိုပါတယ်စီမံတဲ့အတွင်းရှိပြောင်းလဲခြင်းမရှိဘဲအတိပညာတတ်တတ်ရထားသူတော့တော့အလွန်ကြီးမားတဲ့တတိပိချက်ပဲကဲ ီလောက်အားကောင်းတဲ့တတိပိချက်တွေတမိုင်းဝင်နမူနာတွေဆရာအတုတွေရဲ့ CI လက္ခဏာတွေအကြောင်းဆွေးနွေးပြီးတဲ့နောက်မှာဒီအချက်တွေကဒီနိခေယုံကြည်သူတယောက်အတွက်ဘယ်လိုလက်တွေ့ကြတဲ့သင်ခန်းစာတွေပေးနိုင်မလဲဆိုတာကိုဆက်ပြီးဆွေးနွေးကြည့်အောင်ဗျ။ The Wise Believers ကပြုစုထားတဲ့ချက်တွေတွေကအဓိကစင်ကျင်စရာတွေကိုအချင်းချုပ်ပြီးပြန်ကောက်ကြည့်ခြင်းပါတယ်။ကောင်းပါပြီဒီလေးလက်မှုကနေထုံထုံထားတဲ့လက်တွေ့ကြတဲ့စင်ကျင်စရာအချက်၅ချက်ကိုကြည့်လို့ရပါတယ်ရှင်ပထမဆုံးကတော့ တွန်တင်ချက်တိုင်းကိုတတိနဲ့ချင်းချက်ဖို့ပါအခိုင်ငယ်စတဲ့အထူးသဖြင့်ချမ်းသာကြွယ်ဝမှုကိုကျိုးစည်းပွားလောကနဲ့လိုက်ယိုးနေထိုင်ခြင်းတွေကို အလုံးအကျွံအလေးပေးတဲ့တွန်တင်ချက်တွေပေါ့ဒါမို့ကျေးဇူးတော်ကိုအကြောင်းပြပြီးတန်ရှင်းစင်ကြဲစွာအသက်ရှင်ဖို့ကြာဝင်ကိုပို့ပြပြသဘောထားစေတဲ့တွန်တင်ချက်မျိုးတွေအဲ့ဒါတွေကိုတတိပြုရမယ်ခရစ်တော်ကိုမြင်ပြတယ်ဆိုတာယေရှုကသခင်မဟုတ်ဘူးလို့တိုက်ရိုက်ပြောမှမဟုတ်ဘူးလေ ကိုရောရဲ့တုန်တန်ချက်တီဖြစ်တဲ့ကိုကျော်စွန့်ချင်းတန့်ရှင်ချင်းနာခံချင်းတွေကိုဘေးဖယ်ထားပြီးကိုလိုရာဆွဲပြောဆိုတုန်တန်တာမျိုးကလည်းတော်ဝိုက်တော်အချင်းကိုရောရဲ့အရှင်ဖြစ်ချင်းကိုငင်းပြေရယုံနိုင်တယ်ဆိုတာကိုဒီလိလမှုကသတိပေးထားပါတယ်။ဟုတ်ကဲ့ဒုတိယချက်ကစစ်မှန်တဲ့လွတ်လပ်ခြင်းရဲ့အသေးဖယ်ကိုမှန်မှန်ကန်တဲ့နားလည်ဖို့အခန့်ငယ်စကားခုနစင်းနေခဲ့တယ်လို့ပဲပေါ့လွတ်လပ်ခြင်းအတူရောင်ကအပြစ်လို့ခွန်လိုက်စင်ပေးတယ် ါပေမဲ့ခရစ်တော်ပေးတဲ့စစ်မှန်တဲ့လွတ်လပ်ခြင်းကအပြည့်ရဲ့ခြင်းအောင်မှုနဲ့တကောနဲ့လွတ်မြောက်တယ်။ပြီးတော့ဖျားသခင်ရဲ့အလိုတော်တိုင်းဖြောင်းမတ်စွာအသက်ရှင်နိုင်ဖို့ခွန်အားနဲ့အခွင့်အရေးဖြစ်တယ်။ဒီလွတ်လပ်ခြင်းကိုကိုကျင့်ကြရပေါလျော်ဖို့အကြောင်းပြောကြဖြစ်မတုံးမဲနဲ့ ဖျားသခင်ကိုပိုပြီးချစ်ခင်စွာအစီခံဖို့အခွင့်အလမ်းအဖြစ်အသုံးချမယ်ဆိုတာကိုနားလည်ဖို့အရေးကြီးတယ်ပေါ့မှန်ပါတယ်တတိယအချက်ကတော့ဖျားသခင်ရဲ့တရားစီရင်ခြင်းကိုအမြဲတတိယဖို့အခန်းငယ်၉ပါပဲကောင်းကင်တမန်တွေရှေးလောကတောတုံနဲ့ဂုံမော်တော်တို့အပေါ်ကြာရောက်ခဲ့တဲ့စီရင်ခြင်းတွေတော့ဖျားသခင်ဟာအပြုကိုအလွန်မူတည်ပြီးတရားမျှတမှုကိုဆောင်ရွက်မဲ့သူဖြစ်တယ်ဆိုတာကိုပြတယ် ဒါကြောင့်မိုင်းရွေးတဲ့လမ်းစဉ်ကိုလက်လျှောက်နေသူတွေယာယီအောင်မြင်မှုကြော်ကြားမှုတွေကိုကြည့်ပြီးစိတ်တက်ကြစရာမလိုဘူး။ဖျားသခင်အမတရားသူတွေကိုစီရင်ဖို့ထိန်းသိမ်းထားသလိုဖြောင့်မတ်သူတွေကိုလည်းကယ်တင်နိုင်စွမ်းရှိတယ်ဆိုတာကိုယုံကြည်စိတ်ချစွာနဲ့တမန်တော်လမ်းပေါ်မှာဆက်လျှောက်ဖို့အားပေးမှုဖြစ်စေတယ်။ဒီအချက်ကမိုင်းရွေးတဲ့ဆရာတွေရဲ့လက်ဖြားမှုတွေကြားမှာခံနိုင်ရရှိဖို့အရေးကြီးတဲ့အားကိုးရာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့။ဆတုထအချက်က တွန်တန်ချက်အော်ဘဒန်နဲ့အချင်းစာရီတာရဲ့အတက်တာရဲ့တိုက်ဆိုင်ညီညွတ်မှုကိုအလေးထားစစ်ဆေးဖို့အခန်းငယ်ဆေခတတုံဆရာတယောက်ဒါမမှုပါတာရဲ့ခေါင်းဆောင်လေးရဲ့စကလုံးလေးဘလောက်ပဲချူတာနေပါစေသူ့ရဲ့တွန်တန်ချက်တွေဘလောက်ပဲစမ်းစဆန်တဲ့ထင်ရပါစေသူ့ရဲ့ကိုပိုင်အတက်တာကိုချင်းတရားငွေကြေးကင်တော်မှုသူချားသူတွေနဲ့ဆက်ဆံပုံတွေကသူဟောပြောတွန်တန်နေတာတွေနဲ့ကန့်ညည်ရလားဆိုတာကိုကြည့်ဖို့လိုတယ်ပီထရူဖော်ပြတဲ့ဆရာအတုတွေကစကလုံးအလုံးတကြွကြတယ် ဒါပေမဲ့သူတို့ရဲ့အတ္တတာကလောဘကာမဂုဏ်တမမှုမာနထောင်လွှားမှုတွေနဲ့ပြည့်နေတာဒါကြောင့်ဟောပြောချက်တွေကိုနားထောင်ရုံတသက်သက်မဟုတ်ဘဲအတ္တတာကိုပါတတိနဲ့ဆင်ခြင်သုံးသပ်ဖို့ the wise believers ကအချံပြူထားတယ်ဗျာဟုတ်ကဲ့နောက်ဆုံးပြင်းစမအချက်ကလေတမယားကိုတီးပြီးနောက်မှာနောက်ပြမလဲဟုတ်တတိကြီးစွာထားဖို့အခန်းငယ်20နဲ့20နှစ်ပါပဲဒါကဒီအခန်းရဲ့အပြင်းထန်ဆုံးတတိပတ်ချက်ဖြစ်မယ်ထင်တယ် ။တကယ်ယေရှုခရစ်ကိုတည်ကျွမ်းခြင်းအပြင်လောကရဲ့ညဉ့်ညွတ်မှုကနေလျှောက်ခဲ့ပြီးမှအဲ့ဒီအရာတွေထဲကိုပြင်လဲချောမိသွားခြင်းဟာအလွန်ဝမ်းနည်းစရာကောင်းပြီးအန်ရဲ့ကြီးတဲ့အချင်းနေဖြစ်တယ်။ဒီလက်လက်မှုကထောက်ပြတယ်လို့ပေါ့။ ဒါကစစ်မှန်တဲ့ကေတင်ချင်းရရှိထားသူကဆုံးရှုံးသွားနိုင်တယ်လို့တိုက်ရိုက်ပြောတာမျိုးထက်စစ်မှန်တဲ့နှလုံးသားပြောင်းလဲခြင်းတခင်နဲ့ယင်းနည်းတဲ့ဆက်ဆံရေးမရှိပဲဘာသာရေးအတိတရဒါမှမဟုတ်လှုပ်ဆောင်မှုတွေအပေါ်မှာပဲမိခေါ်နေသူဟာဆုံးဆန်းနှောင့်ယှက်မှုတွေကြုံလာတဲ့အခါအလွယ်တကူလဲကြပြီးယင်းကတဲ့ပိုးဆိုးတဲ့အခြေအနေကိုရောက်သွားနိုင်ခြင်းရှိကြောင်းအလင်းနဲ့တတိပြနေတာပါ ဒါကြောင့်စစ်မှန်တဲ့နှလုံးသားနဲ့သခင်ခရစ်တော်ကိုဆက်ကပ်အသက်ရှင်ခြင်းကိုရောနဲ့နေစဉ်မေတ္တာရဖွဲ့ခြင်းကသာဒီလိုနောက်ပြန်လဲခြင်းရဲ့အန္တရာယ်ကနေကျွန်တော်တို့ကောက်ွယ်ပေးနိုင်မှာဖြစ်ပါရဲ့ရှင်။တကယ်ကိုအားကောင်းပြီးစဉ်းစားစရာတွေအများကြီးပေးတဲ့ဆွေးနွေးမှုပါပဲခင်ဗျာ။ရှင်ပေထရုဩဝါဒစာဒုတိယဆောင် အခန်းကြီး1ကနေ The Wise Believers ရဲ့လေးလာမှုအကူအညီနဲ့ကျွန်တော်တို့ထုတ်နှုတ်နိုင်ပေတဲ့အဓိကချက်ကတော့ယုံကြည်သူတွေအနေနဲ့တမန်တရားကိုခိုင်မြဲစွာစွတ်ကိုင်းထားဖို့ပေါ်လာနိုင်တဲ့မာယွင်းတဲ့တုန်တင်ချက်တွေကိုခွဲခြားသိမြင်နိုင်တဲ့ဉာဏ် တင်ညာရှိဖို့ပြီးတော့ကိုချင်းတရားစင်ကြယ်စွာနဲ့တတိရှုရှိအသက်ရှင်နေထိုင်ဖို့အရေးကြီးကြောင်းအလေးနဲ့တိုက်သွင်းနေတာပါပဲဒါဟာတတိပေးချက်တည်ပြနေတဲ့ခန့်ဖြစ်ပေမဲ့တပတ်မှလည်းဖျားသဖြင့်ကသူ့ရဲ့လူတွေကိုအမာရင်းတွေကနေကောက်ွယ်ပေးလို့တဲ့မေတ္တာနဲ့တွယွမှုကိုလည်းဖော်ပြနေတယ်လို့မြင်မိပါတယ်ဗျဟုတ်ပါပဲဒီဆွေးနွေးမှုအဆုံးအတမှာလေးစဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ဒီနေ့ခေလို့တရင်ချက်လက်တွေအယူအဆတွေဘာသာရေးတွင်တင်ချက်တွေအမျိုးမျိုးလက်လမ်းမိနေတဲ့ကဘာကြီးထဲမှာကျမတို့တအူးချင်းစီအနေနဲ့ပေါ့လေ တမတရားကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်ကိုဘလို့ဆက်လက်ပြုစုပျိုးထောင်မလဲဘလို့ထက်မြတ်အောင်လုပ်ကြမလဲဒီရှင်ပေသူရဲ့တရေပေးချက်တွေကိုလေးလေးနက်နက်ခံယူရင်းနဲ့တစ်ချိန်တည်းမှာပဲမားရွေးနဲ့တွင့်တင်ချက်တွေရဲ့တောက်ကောင်ဖြစ်သွားသူတွေဒါမှမဟုတ်အမားကျူးလိုမိနေတဲ့အပေါ်မှာကရုဏာတနာချင်းနဲ့ပြန်လဲတက်မှာပေးလို့တဲ့စိတ်မျိုးကိုဘလို့ဟန်ချန်ညီညီထိန်းထိန်းထားနိုင်မလဲ တရားစီရင်ခြင်းအကြောင်းပြောနေရင်ကိုယ်တိုင်ကမလိုအပ်ပဲသူတစ်ပါးကိုအပြစ်ရှာစီရင်တတ်တဲ့သဘောထားမျိုးမဝင်သွားအောင်တော့ဘလို့တတိပြုကြမလဲဒါကတော့လေကျမတို့အားလုံးဆက်လက်ပြီးစင်ကျင်သုံးသက်လက်တွေ့ကျင်းသုံးသွားရမယ်အရေးကြီးတဲ့ချက်တစ်ချက်ဖြစ်မယ်လို့ထင်ပါတယ်ရှင်